မင်္ဂလာပါရှင် Memories YouTube Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါရဲ့ရှင်ဒီနေ့မှာတော့ Memories YouTube Channel လေးကနေပြီးတော့စာရေးဆရာမလွန်ထားထားရဲ့ဒီနေ့ပြောပါဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဖြစ်မလာသေးတာကိုကြိုတွေးပြီးမစိုးရိမ်ပါနဲ့ ျမတို့ရဲ့စိတ်အတွေးတွေတော်တော်များများကိုတည်တည်ချာချာလေ့လာကြည့်လိုက်ရင်ဖြစ်မလာသေးတဲ့အနာဂတ်ကာလကိုလှမ်းပြီးကြိုတွေးစိုးရိမ်နေတဲ့အတွေးတွေရဲ့ဖြစ်ပြီးခဲ့တဲ့အတိတ်ကာလကအမားအယွန်းနေအတွက်နောင်တအတွေးတွေရဲ့ကလွှမ်းမိုးရှယ်လေထားတာများပါတယ်။ပြစ်စုံပဲတက်တက်မှထားနိုင်တဲ့အတွေးဆိုတာတော်တော်ရှားပါတယ်။ Facebook ပေါ်မှာစိုးရိမ်စရာသတင်းတပိုးလာဖတ်မိတဲ့အခါ ရုပ်ရှင်ကားထဲမှာစိုးရိမ်ပူပန်စရာအဖြစ်အပျက်ကလေးတစ်ခုခုကြီးလိုက်မိတဲ့အခါကိုချစ်မြတ်နိုးရသူတွေအတွက်စိုးရိမ်ပူပန်စိတ်တွေဖြစ်တတ်ပါတယ်။တချို့စိုးရိမ်ပူပန်မှုတွေဆိုအရှိအမြင်လည်းမရှိပါဘူး။ကိုယ့်ရဲ့စိုးရိမ်မှုကိုပြောပြမိတဲ့အခါတိုင်းခင်မိုးနဲ့သမီးလေးတို့ရဲ့ပြုံးစည်းစည်းလောက်တာရေမိုးတော်ကိုခံရပါတယ်။စမရဲ့စိုးရိမ်မှုတွေကအတိတ်ပင်မှမရှိတာကိုတကယ်တော့ဖြစ်မလာသေးတဲ့အရာတစ်ခုကိုကြိုတွေးပြီး ဖြစ်များဖြစ်လာခဲ့ရင်ဆိုရဲစိုးရိမ်ပူပန်မှုဟာမိုးပြိုမှကြောက်တဲ့ရုပ်တငယ်လိုပါပဲ။ကျမတို့ရဲ့စိတ်အတွေးတွေက ကျမတို့စိုးရိမ်ပူပန်နေတဲ့အဖြစ်အပျက်ကိုပုံဖော်ပေးနေပါတယ်။စိုးရိမ်တဲ့အတွေးကိုထက်တလဲလဲတွေးမိလေလေဒီအဖြစ်အပျက်ကိုထက်တလဲလဲပုံဖော်ပေးလေလေဖြေးပြီးကိုယ့်ရဲ့စိတ်ကို အမိတ်ပေးစေခန်းသလို ဖြစ်လာတတ်ပါတယ်။အဲ့ဒီအခါကိုစိုးရိမ်နေတဲ့အတိုင်းအပြင်းမှာတကယ်ဖြစ်လာတတ်ပါတယ်။ ကိုတွေးတဲ့အတွေးတွေက ကိုယ့်ရဲ့ဘဝအဖြစ်လာတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အတွေးတွေကိုတတိထားထိသိမ့်ပေးဖို့လိုအပ်ပါတယ်။စိုးရိမ်စရာတွေအမြဲတွေးတဲ့သူရဲ့ဘဝဟာစိုးရိမ်စရာတွေနဲ့ပဲအမြဲပြည့်နှံ့နေတတ်ပါတယ်။ဟိုဟာလဲစိုးရိမ်ဒီဟာလဲစိုးရိမ်နဲ့စိုးရိမ်စိတ်တွေကကိုယ့်ရဲ့စိတ်အေးချမ်းကြည်လင်မှုကိုလွှမ်းမိုးဖျက်ဆီးသွားတတ်ပါတယ်။တခုခုကို ဖြစ်လဲဖြစ်မလာသေးပဲကြိုတွေးပြီးစိုးရိမ်နေခြင်းက ကိုယ့်ကိုယ်ကိုပျော်ရွှင်ငြိမ်းချမ်းမှုမရှိရအပြစ်ဒဏ်ခတ်ထားတာနဲ့တူပါတယ်။စိုးရိမ်မှုတွေဖုံးလွှမ်းနေတဲ့စိတ်ဟာဘာမှပျော်ရွှင်ခွင့်ရှိနိုင်ပါမလဲ။စိတ်ပူနေရင်ဘဝကလည်းပူလာပါတယ်။စိတ်ပျော်ရွှင်ရင်ဘဝကလည်းပျော်ရွှင်ပါတယ်။စိတ်အေးချမ်းရင်ဘဝကလည်းအေးချမ်းလာပါတယ်။ဒါကြောင့်ဖြစ်မလာသေးတာကိုကြိုတွေးပြီးမစိုးရိမ်ပါနဲ့။စိုးရိမ်တတ်တဲ့အတွေးတွေနေရာမှာ ကောင်းတဲ့အတွေးလေးတွေကိုဖြစ်စေခြင်းနဲ့အတွေးလေးတွေ ျော်စရာကောင်းတဲ့အတွေးလေးတွေနဲ့အစာထိုးကြည့်ပါ အတွေးတွေရဲ့နှိမ့်စက်ခြင်းကနေကင်းဝေးပြီးဘဝကနေပျော်စရာကောင်းလာပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ဖြစ်လာတဲ့အခါကျမှပဲရင်ဆိုင်လိုက်တာပေါ့အခုကြုံမတွေ့သေးဘူး။စိုးရင်စရာတွေပူပန်စရာတွေအစာပျော်ရွှင်စရာလေးတွေပဲတွေးမယ်လို့ကိုကိုကိုပြောကြည့်လိုက်ပါတကယ်ပဲစိတ်ကပျော်ရွှင်ပေါ်ပါလာပါလိမ့်မယ်။